ဒါကြတော့ချင်းမိတ်ဆွေတို့ဒီနေ့မှာတော့ကျွန်တော်ထိုင်းမှာနေတဲ့ညီကိုမောင်နှမတွေအတွက်ပေါ့နော်ဆိုင်ကနေတွားတွားကားနဲ့တွားတွားပေါ့နော်ကျွန်တော်တို့ Google Map ကိုမြန်မာလိုအထုံးပြုနေမြန်မာလိုစတင်ချိန်ကြီးလေးကိုကျွန်တော်ပြန်လည်း share ရင်းလုပ်ပေးလိုက်ပါတယ်နော်အရင်ဆုံးမိမိတို့ Google Map ထဲဝင်ပြီးကျွန်တော်ပြထားတဲ့ဒီကျွန်တော် Gmail နေရာဝင်လိုက်ပါနော်ဝင်ပြီးတွားလို့ချင်းကျွန်တော်တို့အပေါ်နည်းနည်းဆွဲတင်ပြီးတော့ဒီမှာ ကန်တန်ခါပါနော်ကျွန်တော်တို့ပမာကိုဒီမှာစက်တော့လေးပေါ့နော်စတင်လေးကိုကျွန်တော်ဒီမှာများလေးနဲ့ပြပေးတဲ့နေရာကိုဝင်လိုက်ပါတစ်ချက်ဝင်ပြီးတော့ရင်တော့ဒီမှာကျွန်တော်တို့အပေါ်ဆုံးပါနော်ကျွန်တော်တို့ပစာပေါ့နော်အဲဒါကျွန်တော်တို့ဘာသာစကားပေါ့အပေါ်ဆုံးဟာကိုကျွန်တော်တို့နှိပ်လိုက်ပါနော်နှိပ်ပြီးတော့ရင်တော့ကျွန်တော်တို့စွဲတင်လိုက်ပါနော်ကျွန်တော်တို့မြန်မာဆိုတာကိုကျွန်တော်တို့ယူပြရမှာဖြစ်ပါတယ်နော်ကဲအပေါ်ဆဲတွေ့ပြီခင်ဗျာဒီမှာနော် ကဲကျွန်တော်တို့မြန်မာဆိုတဲ့ဟာလေးကိုဒီမှာအဲတွေ့ပြီဆိုရင် ရွေးပြီးတော့ပေးလိုက်ပါခင်ဗျာနော် okay တော်လုံးကဲဒီမှာ ကျွန်တော်ပေါက်လေးနဲ့များနဲ့ပြပေးမယ်ခင်ဗျာနော်အဲကောင်လေးကို okay နှိပ်ပြီးတော့ရင်တော့ကျွန်တော်တို့ကဒီရဲ့ Google Map ကမြန်မာကိုအကုန်ဖြစ်သွားပြီပေါ့နော်ကျွန်တော်ဥပမာကျွန်တော်တခုရှာကြည့်မယ်ပေါ့နော်ကျွန်တော်တို့ ਨੇ အနီးနားဆုံးမှရှိတဲ့ကျွန်တော်တို့အဲ7 11ပေါ့နော်ကျွန်တော်တို့ စတိုးဆိုင်နဲ့ဆက်လိုင်းနိုင်ဖွင့်တဲ့ဆိုင်ကိုကြည့်ကြည့်မယ်။ကဲเนาะဒီမှာเนาะရန်ညုံများအဲဘယ်ဘယ်မှာရှိလဲပေါ့เนาะရန်ညုံကိုနှိပ်လိုက်မယ်။နှိပ်လိုက်ပြီးတာနဲ့အဲကျွန်တော်ရှိတဲ့နေရာနဲ့ကျွန်တော်တို့စေးပန်းဟာ20မိနစ်ကြာမယ်ရန်6ဝင်ပေါ့เนาะဆိုင်ငယ်နဲ့ဆိုရင်10မိနစ်ပေါ့เนาะ ကျွန်တော်ချင်းမိတ်ဆွေတို့တွေဒါဆိုရင်တော့ကျွန်တော်ချင်းမိတ်ဆွေတို့ရဲ့အတွက်အကျိုးရှိမယ်လို့ထင်ပါတယ်နော်။ဖိုင်းမှာနေပြီးမတော်တတ်တဲ့ညီကိုတွေဆိုင်ခင်နဲ့တွားမယ်ဆိုရင်ဒီခုခဲမှတ်လေးကိုအတုံးပြုတ်လိုက်ပါ။ကျေးဇူးတင်ပါတယ်။